င်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့အလုတ်ဟုသမယကုန်ရှိစွာဆိုတဲ့ဇာတ်ကားကိုလက်ကင်ထားပြီးကောင်းတာတွေရောမကောင်းတာတွေရောအကုန်လုံးလုတ်ခဲ့လို့ခိုင်းကောင်းဆောင်တယောက်ဖြစ်လာပြီးအကျန်းဖတ်သမားလို့အမိတက်ခံလိုက်ရတဲ့အဒူလဒီဆိုတဲ့လူတယောက်အကြောင်းကို ရိုက်ကူးထားတဲ့ရအီဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်ဆာဂူဂျရာပြည်နယ်မှာအရက်ပုတ်ချက်တဲ့လူတွေကိုထောင်နဲ့၁၀နှစ်ထိအပြစ်ပေးခဲ့ပေမဲ့စီးပွားရေးသမားတွေကတော့ နှစ်စဉ်နှစ်တိုင်းဘီလီယံ250ဘူးလောက်ထိမှောင်ခိုရောင်းဝယ်လုပ်ခဲ့ကြတယ်။ရဲအီးနဲ့စာတစ်ဆိုတဲ့ကောင်လေးတွေကလည်းငငယ်တွေကအရက်ပုံရောက်တဲ့လူတယောက်စီမှာအလုံဝင်လို့ရင်အင်ကိုတစ်ဖက်တစ်လမ်းကကူညီပေးခဲ့ကြတယ်။တရားကြအကြောင်းမှာရဲအီးကိုဆီယာမားကစာဖတ်ခိုင်းတော့သူ့ရဲ့မျက်လုံးတွေကောင်းကောင်းမမြင်ရတာကိုတတိထားမိလို့စီကံပြခဲ့ရတယ်။မြတ်မတ်လောက်ရမယ်အခြေအနေကိုရောက်လာတော့ဆီယာဝန်က ပတ်စံနောက်မှပေးဖို့ပြောပေးမယ်ရက်အီမေကသူ့ရဲ့သားမျက်လုံးကိုအကျွေးနဲ့တော့မမြင်စေချင်လို့ပြန်လာလိုက်ကြတယ်ရက်အီလည်းမျက်မှန်မပါရင်ကြောင်းကိုမသွားရဲလို့ဂန်ဒီရုပ်ထုကမျက်မှန်သွားခိုးပြီးဆရာဝန်ကိုသွားပြပေးမယ်အလုံးမဖြစ်ခဲ့လို့ဆရာဝန်လည်းသူ့ဘာသာပဲအိတ်ဆိုင်ပြီးလှုပ်ပေးခဲ့လိုက်တယ်ရက်အီတို့လှုပ်လို့တဲ့တထေးကဖမ်းခတ်လိုက်ရတော့သူတို့ပတ်စံရှာဖို့အတွက်နောက်ထပ်နိုင်ငံခြားရက်တွေရောက်နေ JRC ကိုအလုံးသွားတောင်းခဲ့ကြတယ် ဂျေရာဒိုကလည်းပစ္စည်းပို့ဖို့ကိုရဲတွေပိတ်ဆင်နေတော့ရဲအင်းနဲ့စားတဲ့ရဲကြောပိုအိတ်ထဲကိုပလင်းတွေထည့်ပေးလိုက်ပြီးစောင့်ကြည့်နေတော့အကြောက်တရားမရှိတဲ့ရဲအင်းနဲ့စားတဲ့ကိုသဘောကျသွားခဲ့ကြတယ်။နေရောက်သားဂျေရာစီမှာပဲအလုံလုံလာရင်အရွယ်ရောက်လာတဲ့အချိန်မှာတော့ရဲတွေတောင်ရဲအီးကို ပြန်ကြောက်နေရတဲ့အထိအချိန်ွားတွေရှိလာခဲ့တယ်။နောက်ဆုံးမှာတော့ JRC ကထွက်ပြီးသူတို့ကိုပိုင်လှူစားဖို့တောပြောတဲ့အချိန်မှာပတ်စံတသိန်းကို၃ရက်အတွင်းရှာနိုင်ရင် သူပစ္စည်းတွေပေးမယ်လို့ပြောလွှတ်လိုက်တယ် လူကြားထဲမှာရဲကြီးကို나이ပါလှမ်းပစ်ပေးပြီးအချိန်မှတ်ထားခိုင်းလို့နှစ်ယောက်သားပြန်ထွက်လာရင်တသိန်းကိုဘယ်အားရမလဲအကြံတွေထုတ်လာကြတယ်။လမ်းမှာသူတို့အတီဝက်ရှော့ကကာတတီကိုတွေ့သွားတော့ခဏဆမ်းမောင်းကြည့်မယ်ဆိုယူချလာပြီးလမ်းမှာစိတ်အုပ်ကိုတွေ့လို့သူစီးလာတဲ့ကားနဲ့လဲပြစ်လိုက်တယ်။ပြီးတော့အေးရက်ကနီးနေလို့မိုဘိုင်းကိုစိတ်တွေတဲသွားပြီးဈေးထဲမှာနေရာလိုက်ရှာပေးမယ်။သူတို့ကိုနေရာမပေးခဲ့လို့လေးလုံးဆိုပြီးခေါ်လိုက်တော့တစည်းလုံးကိုနှစ်ယောက်ထဲနဲ့ချကုန်ကြတယ်။ ကုံလုံးမောက်သွားတော့ရဲအီးလည်းမျောမျောပဲကြံမှာလူတယောက်ကတနတ်နဲ့ချိန်ပြီးလေးလုံးလိုထပ်ခေါ်လို့တနတ်ပြန်လူပြီးလေးလုံးလိုမခေါ်နဲ့ဆိုမိလေသွားတယ်။ပြန်တရီရတော့သူတနတ်လူလိုက်တဲ့လူကမိုဘိုင်းတစ်မျိုးလုံးမှာခိုင်းကောင်းဆောင်မူစာဖြစ်နေပြီးသူ့ရဲ့စိတ်တွေအကုန်လုံးတံပေါက်ချက်ကျွေးပြီးလှူပစ်လိုက်တယ်။ရဲအီးတို့လည်းမပြောရဲလို့သူတို့စိတ်နဲ့ချက်ထားတယ်တံပေါက်လေးတစ်ပွဲတောင်းပြီးပြန်လာတော့ရထားပေါ်မှာလူတယောက်ကစိုက်ကြည့်နေလို့ပြဿနာသွားရှာလိုက်သေးတယ်။အိမ်ပြန်ရောက်တော့တသိမရမယ့်ပြင် နောက်ထပ်ကားဖို့ပါရော်ရတော့မှမလို့အကြံထုတ်နေတော့ယထာပေါ်မှာတွေ့ခဲ့တဲ့ငနေပြန်ရောက်ချလာတယ်။ပြီးတော့ပဆက်အကြီးရှေ့ချပြီးမူဆာကိုရှင်းပေးပုံကတော့သူတို့နဲ့မူဆာကြာမှာပြဿနာမရှိသလိုသူတို့ကလူလဲမတတ်ဘူးဆိုပြီးညင်းလှုပ်လိုက်တယ်။အကြံမှာငနေကမူဆာသူတို့ကိုပြီးခိုင်းနေစိတ်ဖိုးတွေဆိုတာပြောပြလိုက်လို့သူတို့ကပထမလက်ခံလိုက်ရင်ဘာဖြစ်မလဲမေးကြည့်တော့တနက်လေးထုတ်ပြပြီးပြန်သွားတယ်။ရဲကြီးတို့လည်းချက်ချင်းဂျေရာစီကပစ္စည်းတွေတွားယူပြီး ကိုပိုင်လုပ်ငန်းစလိုက်တာသူတို့ရဲ့ပားရည်နဲ့ရည်နဲ့အကြောက်တရားကင်းမဲ့နေတဲ့စိတ်သက်ကြောင့်ပဲနေချင်းညချင်းအောင်မြင်လာခဲ့ကြတယ်။မိုဘိုင်းကမူတာဆိုတဲ့စင်းလုံးကျော်ရဲကသူ့ဖမ်းလာတဲ့နမဲကြီးမှောင်ခိုသမားကိုဝင်ကြီးချုပ်တွေကပြန်လွတ်ပေးခိုင်းနေလို့တရားဝင်စာနဲ့ရေးပေးမှလွတ်ပေးမယ်ဆိုပြီးပြောခဲ့လိုက်တယ်။လူတယောက်ဟာအောင်မြင်လာရင်အချစ်ဆိုတဲ့ရာကလည်းအော်တိုကတ်ပါလာလို့ရဲ့အီလဲအာစီယာဆိုတဲ့ကောင်မလေးအိမ်ထဲကိုဘောလုံးရိုက်ထည့်ပြီးသွားကောက်လိုက်တယ်။ အိမ်ထဲမှာတယောက်တည်းကနေတဲ့အာစီယာကိုတွေ့တော့မှခတိတီနဲ့ဝင်သွားပြီးစိုက်ကြည့်ပေးလိုက်လို့အာစီယာလည်းရှက်ပြီးပြေတော့လက်လေးမိသလောက်လှမ်းဆွဲထားလိုက်တယ်။ငနေကလည်းအရက်ပဲရောင်းတက်တာမဟုတ်ဘူး။တော်ကီလည်းကြွေတော့နေပြုံးလိုက်ရင်ဟွာချောင်းစီကိုက်မိသလိုဖြစ်ဖြစ်သွားတယ်ဆိုလို့နေရောက်ကဘာလေးရောက်ဖို့နှီးဆက်သွားကြတယ်။မူရာကလည်းငွန်ကြီးကျုပ်တွေမှာမခံလေးစားသွားလုံးပြီလို့နေပြောင်းခံလိုက်ရတော့ရဲ့အီရိုစီရောက်လာပြီးဂျေယာကဇေဥပေါက်သွားလို့ပလင်းတွေအကုန်လုံးလမ်းကျိတ်ဆန်းနဲ့အကျိတ်ခံလိုက်ရတယ်။ နောက်ထပ်ရဲကြီးကိုခေါ်လို့သွားတွေ့တော့တဖေးကြီးတဝက်ပဲတိုက်ပြီးသူ့အရက်တွေကိုအကုန်ဖမ်းပြမယ်လို့ကြိမ်းလိုက်တော့ရဲကြီးလည်းကျေးဇူးပဲဆိုပြီးပြန်လာလိုက်တယ်။သူရဲ့ပစ္စည်းတွေရောက်တော့ကားလေးစီးနဲ့ခွဲတဲပြီးတရင်အတိကျနဲ့စောင့်နေတယ်။မူတာတွတ်တော့ကားကြီးပေါ်မှာလဖေးကြီးတဝက်ကိုတင်ပြီးလှုပ်ပေးလိုက်တယ်။ရဲကြီးတို့က AC ပဲဖုန်ကြောင်မပြတ်အာစီယာနောက်လိုက်ရင်တမျိုးလုံးကကြောက်ရတယ်ဖိုင်တာကြီးလည်းအချစ်နဲ့တွေ့မှထိတ်ခေါက်ခံလိုက်ရတယ်။ မူရာတို့ကလည်းခဟီစော်နေတဲ့သတို့သားတော်ပြီးအောင်မစော်ခိုင်းမယ်ရဲ့အီးရဲ့ပစ္စည်းတွေဖွက်ထားတဲ့ကိုရောင်နေရာကိုပြောပြနိုင်မှာစော်ရမယ်ဆိုလို့သတို့သားလည်းတွေ့အောင်ရှာပေးပါမယ်လို့ကတိပေးလိုက်ရတယ်။ဂျေရလည်းတယောက်တည်းနေလို့အခြေအနေမကောင်းတော့ရဲ့အီးတို့နဲ့ပူပေါင်းဖို့တော့ပြောတော့မှသူတို့အဖွဲ့မှာဩခရရာတို့ရမှာပူပေါင်းနိုင်မယ်ဆိုပြီးအချိန်သုံးပတ်ကိုသူတို့ကလိုနိုင်လေးပြန်ပစ်ပေးလိုက်တယ်။ရဲ့အီးလည်းအာစီယာနဲ့နှစ်ယောက်ကပါလုံနေတော့တရင်ပေးမယ်ဆိုတဲ့သတို့သားကလည်း ကိုချင်းမစားဘူးရဲ့အေးရဲ့ပစ္စည်းတွေရောက်တော့မယ့်အကြောင်းကိုမူရာကိုလှမ်းတရင်ပေးလိုက်တယ်။မူရာလည်းဒီကောင် တွေ့မယ်ဆိုချိန်ဝါသွားပြီးလမ်းတွေအကုန်ပိတ်ရှာပေးမယ်။ရဲ့အေးကတော့ဒန်လာဆိုရဲတတိတယောက်အကူညီနဲ့ရေလမ်းကနေအကုန်လုံးတဲချလာတယ်။ဂျေရာတို့ကလည်းဒန်လာနဲ့ပူပေါင်းသွားတယ်။တရင်ကိုကြတော့ရဲ့အေးကိုချောင်းပစ်ခိုင်းပေးမယ်။ရဲ့အေးကပိုလှင်နေလို့သူတို့လူပဲပြန်အသက်ခံလိုက်ရတယ်။ မူရာကလည်းတတိနောက်မှရှာမယ်ဆိုပြီးရက်ဤနဲ့စာတွေကိုလူသက်မှုနဲ့ဖမ်းသွားကြတော့မူဆာစီတရင်ရောက်သွားလို့သူ့လူတယောက်ကိုအစားထိုးထည့်ပေးလိုက်တယ်။ရက်ဤလည်းထောင်ထဲကပြန်ထွက်မှကန်စာတာတွေတက်လာပြီးအာစီယာစီမှာဂုံထောင်နေတာတီးလိုက်ရလို့ပျော်ရွှင်နေတဲ့အချိန်ကျမှမူဆာကဖုံးဆက်ပြီးသူ့ကိုပစ်ခိုင်းတဲ့လူကဂျေယာဆိုတာပြောပြလိုက်တယ်။ရက်ဤလည်းဂျေယာရင်ကိုတယောက်ထဲရောက်လာပြီးတနတ်သမားတွေကြားတဲ့ကို စတိုးတစ်ချောင်းနဲ့ဝင်ချရင်လက်ထဲတနတ်ရောက်မှအကုန်တက်ပြစ်လိုက်တယ်။တနည်းလောက် ကြာပြီးတဲ့အချိန်မှာတော့မူတာလည်းနေပြောင်းခံလိုက်ရလို့ရဲအူးလည်းပေါ်တင်တွေချကုန်ပြီးရဲတွေကစဝန်ကြီးတွေဆုံးအကုန်ခွန့်ပေးထားတော့သူကဆိုစစ်တောင်မစစ်ကြတော့ဘူးသူတို့တမျိုးလုံးကယောက်ျားတွေကိုလည်းအလုပ်ပေးထားပြီးအမျိုးသမီးတွေကိုလည်းအိတ်ချုပ်ခိုင်းထားလို့အရက်ကို COD နဲ့ချကုန်ကြတယ်သူရဲ့တာမွေးနေမှာဒိတ်ဒိတ်ကျဲတွေအကုန်လာကြပြီးဝန်ကြီးချုပ်ပါပါလာလို့သူတို့လုပ်ငန်းတွေအကြောင်းပြောနေကြတော့မှတည်င်းပေးကောင်းကလည်းမူရကိုသူတည်တယ်များအကုန်တည်င်းပေးလိုက်တယ် ။နောက်နေ့မှာဒန်လာကိုသူ့စိတ်ကန့်အထိလာဖန်သွားကြတော့ရဲအေးလေဝန်ကြီးချုပ်ကိုအပူကပ်လိုက်လို့မူတာလဲထိန်ချုပ်ခတ်ပတ်ထက်ပြောင်းခံလိုက်ရတယ်။ငနေကတော့ရဲအေးအကြောင်းကိုရောက်လျာနေရစုံစမ်းရင်းပါရှားဆိုတဲ့နိုင်ငံရေးသမားကလည်းရွေးကောက်ပွဲနီလာလို့ရဲတွေပိတ်ပင်ဖို့စံနာတွေပြကုန်ကြတယ်။ရဲကြီးလဲလှမ်းကြီးပေမဲ့မရလို့ချိန်ချောက်လိုက်တာကိုမူရာကထိန်ချုပ်ခန်းကနားထောင်ပြီးတရင်နေဖြန်ခိုင်းလိုက်လို့ဝန်ကြီးလုံးလဲတည်သွားပြီးနိုင်ငံရေးထဲမှာဝင်မပါဘူးတားလိုက်တယ်။ပါရှားကလည်း စိန်ခေါ်ပြီးတော့ရဲဤနယ်ထဲရောက်လာလို့ရက်ွက်ထဲကလူတွေအလုံးထွက်ချကုန်ပြီးအထီကယုံတွေဖြစ်ကုန်တော့စပါရှားကိုလည်းတိုက်ရိုက်ပြစ်လိုက်ကြတယ်နောက်ဆုံးမှာဝန်ကြီးချုပ်လည်းမီဒီယာတွေနဲ့ရှင်းရပြီးရဲဤကို24နာရီတွင်ထောင်ထဲပို့ပါမယ်လို့ကတိပေးလိုက်တော့ရဲဤကိုအရင်သွားညှိခဲ့ရတယ်ရဲဤလည်းအချုပ်ထဲရောက်သွားတော့ပါရှားနဲ့ဝန်ကြီးချုပ်ပူးပေါင်းသွားတဲ့အကြောင်းမူရာလာပြောလို့တီးလိုက်ရပြီးရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက်သူမိန်းမနဲ့စာတိကိုစီစဉ်ခိုင်းလိုက်တယ် အာဆီယားကစီယုံရေးပိုင်းကိုတာဝန်ယူပြီးစာတိကငွေကြေးပိုင်းကိုစီမံခန့်ခွဲရင်းနဲ့ဝေကောက်ပွဲဝင်ပြိုင်ခွင့်ရသွားကြလို့အာမခံနဲ့ပြန်လွတ်လာခဲ့ကြတယ်။ရဲအီးလည်းအပြင်ရောက်ရောက်ချင်းအိမ်တွေကိုအရေးကြတဲ့ရောင်းပေးမယ်။အင်ညာစီမံကိန်းကိုအကောင့်ထဲပေါ်လိုက်တော့မူရာကလည်းသူရသူတို့သွားတဲ့အကြောင်းရဲအီးကိုအတိပေးလိုက်တယ်။သူတို့မျိုးမှာလူမျိုးရေးအထီးကရုံတွေဖြစ်တော့အပြင်မထွက်ရအမိန့်ချလိုက်လို့ရိတ်ခါပြတ်သွားတဲ့လူတွေအတွက်ရဲအီးကပဲသူ့အိမ်မှာချက်ပြီးဝေပေးခဲ့လိုက်တယ်။ ရဲအီးမှလည်းအပြင်းမထွက်ရအမိန်ကြောင်းအရက်တွေလည်းရောင်းမရလို့အကျွေးရှင်တွေကလည်းဖုံးဆက်နေကြပြီးအစာတောက်ဝေဒါရဲ့စောက်လို့ရတဲ့နှစ်ခုတည်းကတစ်ခုကိုရွေးဖို့အချိန်ကြလာတယ်။ရဲအီးကတော့နှစ်ခုလုံးကိုဆက်လုံနေရင်အထီးခေုံးတွေပြီးသွားတဲ့အချိန်မှာဝန်ကြီးချုပ်ကရဲအီးရဲ့စောက်လို့ရလုပ်ငန်းခွင်ကိုလေယာမြေလုတ်ပစ်လိုက်လို့အလုပ်ငန်းတွေအားလုံးလည်းရပ်ပစ်လိုက်ရတယ်။ရဲအီးလည်းဘဝပြက်ပြီးဘာလို့ရမှမသိတော့မူစာစီထက်အကူကြီးတွားတောင်းကြည့်တော့ရွှေမောင်ကိုပို့ပေးရမယ်အလုပ်တစ်ခုပေးလိုက်တယ်။ အခေါက်ထဲနဲ့အာလုံးဆင်ပြေသွားပြီးမြို့ကြီးတွေမှာဘုံပေါက်ခဲ့တဲ့တရင်တွေတက်လာတော့မှသူတို့ပို့လိုက်တဲ့ရွှေတွေထဲမှာဘုံပါတယ်ဆိုတာတီးလိုက်ရတယ်။ရဲကြီးလည်းသူ့ကိုယ်သူယဉ်ကျေးမရဖြစ်နေတဲ့အချိန်တန်လားကလည်းသူ့ကိုယ်သူတက်သေးသွားပြီးမူရာကလည်းရဲကြီးကိုထောင်ထဲထည့်ရမှာကြောက်နေတော့အပြက်ရှင်ပြေမှုပဲခွင့်တောင်းလိုက်တယ်။ရဲကြီးကိုလည်းအာလုံးကထွက်ပြေးဖို့တိုက်တွန်းနေပေမဲ့သူမိမနဲ့ကလေးကိုပဲဘေးကင်းရရှောင်ခိုင်းတာတော့မူရာကလည်းတရော့ကလုံးကလူတွေကိုရိုက်နှက်ပြီးရဲကြီးတရင်ကိုမေးနေတယ်။ ရဲကြီးကတော့မူဆာကိုတွားတက်ပြီးပြန်လာတဲ့အချိန်မှာမူရာကသူ့လူတွေအားလုံးကိုနေရယူခိုင်းတာပြီးရဲကြီးကိုမြင်တာနဲ့ပြစ်တက်ဖို့အမိန်ပေးထားတယ်။ရဲကြီးကားပေါ်ကဆင်းလာတဲ့အချိန်မှာတရင်တောက်တွေပါလာလို့တန်းပစ်ခွင့်မရတော့ဘဲအပြင်ခေါ်ထုတ်သွားပြီးလမ်းအကြောင်မှာမူရာကိုယ်တိုင်တနတ်နဲ့အချက်ပေါင်းများစွာပစ်လိုက်ရင်ဇလန်လေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာပေးချင်တဲ့ message ကတော့အလုံးဟုသမျှဂုံရှိသွားဆိုပြီးအကုန်လျှောက်လုံးနေတိုင်းလဲအဆင်ပြေမနေဘူးဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။